င်္ဂလာပါကျွန်တော်တို့ဒီနေ့ပေါ့နော် Zam ရဲ့ PAB binary file ကိုကျွန်တော်တို့ကအဘာရမတ်ပဲရပဲဘယ်လိုထည့်လဲဆိုတော့ကျွန်တော်ပြပေးတော့မယ်ပေါ့နော် Okay အဲ့တော့အရင်ဆုံးကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ Chrome နဲ့တောင်းမယ်ပေါ့နော်အဲ့တော့ကျွန်တော်အရင်ဆုံး Chrome ကိုရိုက်ရှာလိုက်မယ်အဲ့တော့ Chrome ကိုရိုက်ရှာပြီးလို့ရှင်ကျွန်တော်က Chrome ကိုတွားပြီးတော့ Chrome ထဲမှာကျွန်တော် Zam ကိုတွားဒေါင်းလုပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ Zam ကိုဒေါင်းလုပ်ပြီးသားဖြစ်တယ် ဲ့တော့ចောင်းသားတွေအနေနဲ့ကတော့ Zam ကိုထပ်ပြီးတော့ download ဆရာရှိရဆိုရင်တော့ download ဖို့လိုမယ်ကျွန်တော်ကတော့ download ပြီးသားဖြစ်တာကြောင့်မလို့မ down တော့ဘူး install လုပ်ထားလိုက်ပေါ့เนาะ install လုပ်တာလည်းဘာမှမခက်ဘူးအဲ့တော့ PAB တမအဲ sorry window တမဆိုရင်တော့ကျွန်တော်တို့ Zam for window ကို download တမ automatic ပေါ်နေတယ်ပေါ့เนาะတမဆို8.2.1ပေါ့เนาะဒါလေးကို download ရမယ် Linux တမဆိုရင်တော့ဒါကို download malware တမဆိုရင်တော့ဒါကို download လို့ရတယ်ပေါ့เนาะ okay အဲ့တော့ကျွန်တော်အခုသင်ခန်းစာကိုရှေ့ဆက်ဖို့ဆိုရင်ဒီ ZAM ကို download ပြီးသားဖြစ်တယ် install လုပ်ပြီးသားဖြစ်တယ်လို့ယူဆရတယ်။အဲ့တော့ဒီလိုမျိုး install ပြီးသားဖြစ်တယ်ဆိုရင်ကျွန်တော်တို့ဘယ်ကိုသွားကြည့်လို့ရပြီလဲဆိုရင်ကျွန်တော်တို့ file browser တွေကိုသွားကြည့်မယ်။အဲ့တော့ file browser တွေကကျွန်တော်တို့တမဆိုရင် local disk ဆိုတာရှိရယ်။ဒီ disk လေးကိုနှိပ်လိုက်ပေါ့နော်။ဒါကြတော့ကို install လုပ်လိုက်တဲ့ disk ပေါ်မူတည်တယ်။တချို့တွေကကျတော့ c mode ပဲနဲ့ d တွေ e တွေ f တွေလည်းဖြစ်နေနိုင်တယ်ဗျာ။ဒါပေမဲ့ကျွန်တော်ကကျတော့ဘာမှ install လုပ်ထားလဲဆိုရင် local disk စီမှာ install လုပ်ထားတယ် right အဲ့တော့ local disk စီမှာကျွန်တော် install လုပ်ထားတာဖြစ်တာအကြောင်းမလို့ဒီမှာဆိုရင်ကျွန်တော်တို့က zam ဆိုတဲ့ folder လေးကိုတွေ့နေရမှာဖြစ်တယ် right okay အဲ့တော့ကျွန်တော်တို့က zam ဆိုတဲ့ folder လေးကိုတွေ့နေရပြီဖြစ်တာအကြောင်းမလို့ကျွန်တော်တို့က environment variable သွားထည့်မယ်ပေါ့နော် environment variable ထည့်မယ်ဆိုရင်ဒီ pab file လေးရှိရတဲ့နေရာကျွန်တော်တို့ကသွားရမယ် okay အဲ့တော့ဘယ်လိုသွားမလဲဆိုရင်ကျွန်တော် zam dev ကိုဝင်မယ်ဝင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ pab ကိုလိုက်ရှာရမယ် okay ကျွန်တော်တို့တွေ့ပြီဒီမှာနော် pab ဆိုတာလေးတွေ့ပြီ okay pab ဆိုတာလေးကိုနှိပ်လိုက် နှိပ်လိုက်ပြီးတော့လို့ရှိရင်ကျွန်တော်အောက်ကိုနည်းနည်းလေးပြင်ဖြည်းဖြည်းစီဆွဲကြည့်လိုက်ပါတော့။အဲ okay ဒီမှာကျွန်တော်တို့ဘာတွေ့လဲဆိုတော့ baby file လေးကိုတွေ့ပြီ right okay ဒါဆိုရင်ကျွန်တော်တို့ရှိမှာက baby file လေးရှိနေဆိုတော့ကျွန်တော်တို့ confirm visa ဖြစ်တယ်ဟုတ်တယ်မလား။အဲ့တော့ကျွန်တော်တို့ confirm visa ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာဒီအပေါ်မှာကျွန်တော်တို့ right click ထောက်ကျွန်တော်တို့ copy address ဆိုပြီးတော့ထည့်လိုက်။ထည့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ copy ကူးလာတဲ့ address ကိုကျွန်တော်တို့ environment page ထဲမှာကိုသွားပြီးတော့ထည့်လိုက်တာ ਨੇ baby အဲ့တော့ကျွန်တော်တို့ အဲကျွန်တော်တို့ဒီမှာ search box မှာ search လိုက်မယ်ဘာလို့ရှာမလဲဆိုရင်ဒီမှာ env လို့ရိုက်လိုက်အောင်ပဲရှိသေးတယ်ကျွန်တော်တို့ဒီမှာ edit the system environment variable ဆိုပြီးတော့ control panel နဲ့ပေါ်လာမယ်ကျွန်တော်တို့အဲ့ဒီကောင်လေးကျွန်တော်တို့နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကအဲဒီမှာ system property ဆိုပြီးတော့ထပ်ပြီးတော့ပေါ်လာမယ် right အဲ့တော့ system property ဆိုပြီးတော့ပေါ်လာရင်ကျွန်တော်တို့အောက်လေးကိုနည်းနည်းလောက်ဆင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ environment variable ဆိုပြီးတော့ရှိတယ်အဲ့တော့ကျွန်တော်တို့က environment variable ဆိုတာလေးကိုထပ်ပြီးတော့နှိပ်မယ် โอเคနှိပ်ပြီးသွားလို့ရှင်ကျွန်တော်တို့ကဘာလေးကိုထပ်ပြီးတော့နှိပ်ရမယ်ဆိုဒါမှပတ်ဆိုတာလေးတွေ့လိုက်မယ်အဲ့ဒီပတ်လေးကိုရွေးလိုက်ရွေးသွားလို့ရှင်ကျွန်တော်တို့ကအတစ်ထဲမှာဖြစ်တာအကြောင်းမလို့ပေါ့နော်နေယူဆိုပြီးတော့လေးနှိပ်လိုက်ရဒါပြီးမှကျွန်တော်တို့နေယူကိုမနှိပ်ဘူးအဲ့တစ်ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးသွားလို့ရှင်ကျွန်တော်တို့ဒီမှာမှနေယူဆိုပြီးတော့ထပ်နှိပ်လိုက်နှိပ်ပြီးသွားလို့ရှင်ခုန copy ကုလာတဲ့ address ကိုကျွန်တော်တို့ပေးချလိုက်မယ်ပြီးတာနဲ့ကျွန်တော်တို့ okay cloud လေးကိုနှိပ်မယ်ပြီးရင် okay ထပ်နှိပ်ပြီးတာနဲ့ okay ထပ်နှိပ်ပါဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ environment variable လေးကိုထည့်ပြီးသွားပြီဖြစ်တယ် โอเคအဲ့တော့ကျွန်တော်တို့ BAB ရောက်မရောက်ကိုကျွန်တော်တို့သွားဆင်မယ်အဲ့ဒီဟာကိုဘယ်မှာသွားဆင်ရမလဲဆိုရင်ကျွန်တော်တို့က CMD မှာသွားဆင်ရမယ်အဲ့တော့ကျွန်တော်တို့က search box မှာ CMD လို့ရှာလိုက်အဲ့ဒါဆိုရင် command prompt ဆိုပြီးတော့တက်လာမယ်ဒါကိုကျွန်တော်တို့ဖွင့်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ကဒီမှာ comment နဲ့ကိုရောက်ပြီအဲ့ဒါဆိုကျွန်တော်တို့ comment စာရေးမယ်โอเค PAB ဆိုပြီးကျွန်တော်တို့ကသူ့ရဲ့ version လေးပဲကျွန်တော်တို့စမ်းကြည့်မယ် dev v ဆိုပြီးတော့စမ်းကြည့်မယ်โอเคဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ PAB ကဝင်သွားပြီဖြစ်တယ်โอเคเนาะအဲ့တော့ကျွန်တော်တို့တခြား terminal တွေမှာသုံးလို့ရလားဆိုရင်တော့ရပါတယ်ကျွန်တော်တို့ batch ဆိုတော့ တာမီနယ်ရှိပါတယ်ဒါကြောင့် get batch သုံးတဲ့သူတွေအတွက်ပါဒီထက်ဝင်ကြည့်လိုက်မယ်ဝင်ပြီးတော့ဆိုတော့ကျွန်တော်တို့ဘာနှိပ်ကြည့်မလဲဆို PAB dash V ပဲထပ်နှိပ်ကြည့်မယ် okay ကျွန်တော်တို့ gauge ဘက်မှာလည်းတုံးလို့ရသွားပြီဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့က PAB ကိုမိမိရဲ့စက်ထဲမှာတုံးလို့ရသွားပြီဖြစ်တယ် okay ဒီလောက်ပဲပေါ့เนาะဒါဆိုရင်ကျွန်တော်တို့အဲကိုရှီမှာ PAB CLI ကိုတုံးလို့ရပြီဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဘာကိုတုံးလို့ရပြီဆိုတော့ PAB ဒါပါ desk app ဆိုပြီးကျွန်တော်တို့ server ထောင်တာတို့ပေါ့เนาะ local ကို shit ထောင်ဆိုပြီးကျွန်တော်တို့ server ထောင်တာတွေ ကျွန်တော်တို့က PAB common နဲ့ inter.pab ဆိုပြီးကျွန်တော်တို့က runner မျိုးတွေကျွန်တော်တို့ကလုတ်လို့ရပြီဖြစ်တယ်โอเคဒါလောက်လုတ်တက်သွားပြီဆိုရင်ကျွန်တော်တို့ PAB နဲ့ပတ်သက်ပြီးတော့ဗောနော် CLI ကိုဘယ်လိုမျိုးအဲဒီ window environment pd ထဲမှာထွက်လဲဆိုတာကိုမိတ်ဆွေတို့အနေနဲ့အကြောင်းသားတွေအနေနဲ့တည်သွားပြီဖြစ်တယ်အဲ့တော့ကျွန်တော်လုတ်တဲ့အတိုင်းကိုတသွေမသိသေးချလိုက်လုပ်မယ်ဆိုရင်တော့ဘာအဲဒါမှရှိမှာမဟုတ်ဘူးဆိုတာကိုကျွန်တော်ပြောလို့ရတယ်โอเคအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ window သမားတွေဒီအတိုင်းပဲလိုက်ပြီးတော့လုတ်ပါအကယ်၍ error ရှိတယ်ဆိုရင်တော့ကျွန်တော်တို့တစ်ချက် ်ကောမန့်မှာဖြစ်ဖြစ်တနည်းမှာဖြစ်ဖြစ်ဒီကျွန်တော်တို့ရဲ့ support chat ထဲမှာပြီးထပ်ပြီးတော့ mail လို့ရပါတယ်โอเคကျွန်တော်တို့ဒီ video လေးကိုတော့ဓမ္မအဆုံးသတ်လိုက်ပါမယ်